ီနေ့မှာတော့အိမ်မှာဝဝလင်လင်လေးပေါ့နော် မာလာလေးလှုပ်ရှားมาဖြစ်တယ်အရင်ဥဆုံးမိုးကဒီမှာအသားတွေကအသားတွေကိုပြင်ဆင်ထားတယ်ပေါ့နော်ပြီးတော့ဒီထဲကိုထဲမဲ့အသားเจ้าနေအသားလုံးနေကြာစံနေဒီမှာမိုးကမမားကိုမကြိုက်တဲ့အတော့ပေါ့နော်ဒီကြာစံလေးနဲ့လှုပ်ရှားတာမာလာနှစ်လေးကတော့ဒီအထုပ်လေးဖြစ်ပါတယ်ပေါ့နော်အရင်ဥဆုံးရင်သွေးပွပွဆူလာပြီဆိုလို့ရှိရင်မိုးကတက်တေးလေးတွေလှိထားတယ်ကြက်သားလေးတွေကိုအရင်ဆုံးပြုတ်လိုက်မှဖြစ်ပါတယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်တော့ဒီမှာ ကျက်သားလေးတွေပြုတ်လို့နိုးလာပြီဆိုတဲ့အခါကျခါမှာတခြားသောပစ္စည်းတွေကိုထည့်မှဖြစ်ပါတယ်ပေါ့နော်ကျက်သားလေးတွေပြုတ်လို့ဒီလိုမျိုးဖြစ်လာပြီဆိုရင်ပုပ်ပွက်ဆူလာပြီဆိုတဲ့အခါကျရှင်မိုးကမာလာအနှစ်လေးကိုထည့်လိုက်တယ်ပေါ့နော်ပြီးတဲ့အခါမှာတော့မိုးကပဇွန်လေးကင်းဝင်လေးအားလုံးကိုထည့်လိုက်တယ် သူတို့ကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အာအသားလုံးပေါ့နော်လူရှင်းနေပြီးတဲ့အခါကျတော့ဒီအသားချောင်းတွေကိုထည့်တယ်ပေါ့နော်ဒီထဲမှာကိုကြိုက်နှစ်သက်တဲ့အစာပလာတွေကိုကိုကိုကြိုက်နှစ်သက်တယ်လို့များစွာထည့်လို့ရပါတယ်နော်ဘိုးကတော့ဒီနေ့မှဒီလောက်လေးပဲထည့်ခဲ့တယ်ပေါ့နော် ြီးရင်တော့အယတာအနေနဲ့မိုးကဒီအသားမှုလေးနည်းနည်းထဲခဲ့တယ်ပြီးတဲ့အခါကျတော့နောက်ဆုံးမှာအားလုံးကြက်ပြီဆိုလို့ရှိရင်ပေါ့နော်ဒီမှုလေးတွေကစွန်းရွက်လေးတွေကြာစံနေအားဓာတ်တွေအားလုံးကိုမိုးကနောက်ဆုံးမှာထဲ့တယ်ပေါ့နော်သူတို့ကကြာတော့အနူးလွယ်တာဖြစ်တဲ့အတွက်ပေါ့နော်တခါတည်းစူပောင်းလိုက်တယ်မိုးတို့ဝေးချတဲ့သူပဲဖြစ်ဖြစ်အတီးနှံလေးတွေစားခြင်းနဲ့သူပဲဖြစ်ဖြစ်ပေါ့နော်အဲဒါလေးတွေကတော့အဆင်ပြေပါတယ်ပေါ့နော်အဲဝေးချတဲ့လူကတော့စီလေးတွေကိုခတ်ထုတ်လိုက်ပေါ့နော် โอเคဒီမှာဆိုလို့ရှိရင် အရသာမြေးပြီးတော့အားလုံးစားလို့ရပါပြီပေါ့နော်ကြာစံလေးကနောက်ဆုံးမှထည့်တယ်ပြီးလို့ရှိရင်နန်းနံမင်းလေးလည်းထည့်လိုက်တယ်ပေါ့နော်နန်းနံမင်းထည့်လိုက်တော့အနက်မှုမှုလေးဖြစ်သွားတာပေါ့ကဲဒါဆိုရင်တော့ရှူချက်ပွင့်ထွက်မာလာနဲ့ပေါ့နော် စားလို့အရန်ကောင်းတယ်မိုးကတော့လေနှစ်ပွဲသုံးပွဲကိုစားပြစ်လိုက်တယ်ပေါ့နော်စားလို့အရန်ကောင်းတယ်ကဲစားခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့အဲဒီလိုမျိုးလေးအိမ်မှာလှုပ်စားပါဝဝလေးစားရတယ်နော်